ကင်ဆောင်ထားတဲ့လက်ကင်ဖုန်းတွေတယ်လီဖုန်းတွေအဲ့ဒီမှာပါတဲ့ကိန်းကနားတွေမိမိတို့နဲ့ဆက်ဆက်ပြီးမကောင်းတဲ့အရာတွေအဟံတားတွေအမားယွန်းတွေဒုက္ခဒုက္ခပြာပါဒတွေပျောက်ပြီးတော့ဖုံးနဲ့ကန်နဲ့ညံနဲ့လူနဲ့တွဲမိပြီးအစင်ချောပြည်လဲအောင်မြင်ကန်ကောင်းမှုကန်တရားအမြင်နက္ခအမြင်ကိန်းကနားအမြင် ဂျိုးအမြင်နေနဲ့အတိတ်နမိတ်အမြင်နေနဲ့ပေါင်းစပ်ပြီးပြောမှဖြစ်ပါတယ်ပြောရတဲ့အကြောင်းရင်းကလည်းနှစ်ချက်ပေါ်လာပါတစ်ချက်ကကျွန်တော်ရှိကိုပြည်တွင်းပြည်ပါပိတ်တတ်တော်တော်များများအခုတလောဆက်လာတာကျွန်တော်တတ်နိုင်တယ်လို့တော့တဦးစီပြန်ကြပေးတယ်အခုကျွန်တော်မတတ်နိုင်တော့မိကွန်းတွေတအားများလာအဲ့တေးကြတာကျွန်တော်ပြောမယ်ဘာသူမဆူကိုကင်ထားတဲ့ဖုံ ကိုကင်ထားတဲ့ကိင်္ဂနာကောင်းကိုကောင်းရမယ်ကောင်းစားစေခြင်းတယ်မကောင်းတာတွေကင်ထားလဲအဲ့မကောင်းတာတွေညှော်နေပပျောက်စေခြင်းတယ်ကံဆိုတာပြင်လို့ရတယ်တချို့ပြင်လို့မရတာတချို့လူလောကရဲ့လူရောက်လာရင်ကျွန်တော်တို့လူတွေနဲ့တွဲတဲ့တရှိတက်မဲ့ဆိုတာရှိတယ်မဖြစ်မနေတွဲရတယ်ဖယ်လို့ကိုမရဘူးဥပမာအင်းကြီးအဝတ်စားပါဗျာ ကိုနဲ့တဟဇာတာ ဖြစ်တဲ့အယောင်အရွယ်အစားအထုအပားရှိတယ်တဟဇာတာမဖြစ်တဲ့ဟာရှိတယ်တဟဇာတာမဖြစ်တဲ့ဟာကြီးဝတ်သွားရင်စိတ်ညစ်တယ်ဉာဏ်တွေပေါ်တယ်အနှောက်ရှက်တွေဖြစ်တယ်ဒုက္ခတွေရောက်တယ်ကိုနဲ့တဟဇာတာ ဖြစ်ပြီးအောင်မြင်မဲ့အိမ်အယောင်အဝတ်ကလေးတွေဝတ်သွားရင်ပျော်ရွှင်တယ်လိုက်ရတယ်တာရတယ်မတော်ရင်ကအိမ်တွေလည်းဒီလိုပဲဆိုင်တွေလည်းဒီလိုပဲ ကိုနဲ့အဆင်ပြေတဲ့အိမ်ဆိုတိုးတက်နေတာအဆင်မပြေတဲ့အိမ်သွားနေပြီးရှိတာပါကုံတာအိမ်တော်တွေပါကွဲတာစီးပွားတွေပါပြတ်တာအလုတ်လဲဒီတိုင်းပဲလှုပ်တိုင်းအောင်မြင်တာမဟုတ်ဘူးကိုနဲ့တဟတာတာမဖြစ်တဲ့အလုတ်ကြီးသွားလို့မွဲတည်သွားတာကိုနဲ့အဆင်ပြေတဲ့အလုတ်လှုပ်တာဟိုးโอเคဗျာခွတ်တရားလဲဒီလိုပဲကိုနဲ့တဟတာတာဖြစ်တဲ့တရားကိုကျင်တရားရလွယ်ပြီကန်ကောင်းတယ်ကိုနဲ့အဆင်မပြေတဲ့တရားသွားကျင်စိတ်ပါညစ်ပြီးယူတွတ်တွတ်ဖြစ်သွားတာ ဲ့တော့ကျွန်တော်တို့ပထမဆုံးကြည့်ရမှာဖုံးဖယ်ရစလဲအဲ့ဒါကြည့်တယ်အေးကြည့်တယ်အဲ့တော့ကျွန်တော်တို့လူသားတွေမွေးတဲ့ကတည်တဲ့အထိအမေဝင်းတဲ့ရစာပြီးလေးကိုရှူတာဗျာတည်တာတော့လေလေးကိုရှူတယ်လေးကိုအတုံးမချလေးကိုအတုံးချတတ်တဲ့သတိရှိတဲ့လူတွေကတယ်လီဖုန်းလက်ကိုက်ဖုန်းတွေထွင်ပလိုက်တာချမ်းသာကိုပြောနေတာအတိတ်သတိမရှိရင်လေးတောင်အလကားရှိပြီးအလကားတည်သွားတယ်အတုံးမချဘူး အသိရှိတဲ့လူအတုတ်ချချမ်းသာအဲ့ဒီတိုင်းပဲအောင်မြင်မှုကျွန်တော်တို့ခင်ဗျားတို့ရဲ့ဘေးမှာအထက်လိုက်ကြည့်အလွှာလိုက်ကြည့်ရှိတယ်အတုံးမချတတ်ရင်တော့အဝေးလိုက်နေရအဲ့တော့ဒီဖုန်းကိစ္စပြောမှာဖုန်းရလို့ထွက်လိုက်ရင်ကိန်းကနားနေပါလာပြီစီတုတ်တူ90ဝယ်ပြီးယူပြီးရောက်လာပြီတချို့ဆိုဖုန်းတစ်လုံးနှလုံး၄၅လုံးတချို့လက်ကင်ဖုန်းဌာနဖုန်းပတ်သက်လာတဲ့လူပါ နေချင်းတူတော့လဲနာမည်မတူနာမည်တူပေမဲ့ရက်မတူအချိန်မတူနိုင်မတူကံတရားတွေမတူ နေတိုင်းကံဆိုးမှုတွေဝယ်လာတယ်လို့လည်းဖြစ်တယ်ကံကောင်းမှုတွေဝယ်လာတယ်လို့လည်းဖြစ်တယ်ဘာကြောင့်လဲတရက်သေးတစ်ချိန်နဲ့တနာရီသေးမွေးတဲ့ရင်ချင်းသက်ရင်ချင်းသက်မွေးတဲ့မန္တန်းစုမန္တန်းဆန်တော့တယောက်တည်သွားတယ်တယောက်ရှင်တယ်ဘာလို့တပြိုင်နက်တည်းမဖြစ်တာလဲပြည့်ညက်လေစာလုံးသေးသေးတင်ဆန်ရေးတမ်းမြေတမ်းတဘာဝတာမခံဘူး ခဏလေးလူလောကထွက်သွားတယ်မန္နဆန်လေးမန္နဆုစာလုံးလုံးတင်ဆန်ကတခြားဝင်ဝိဆာနှလုံးပေါင်းတာပိတ်ပြဆူအခုတည်းအော်ချီမှာဆရာမကြီးဖြစ်တော့ဆူဆန်အေးအဲ့ဒါလူကံတရားကွာလဲဥမာခမားနဲ့တင့်နှစ်ဆိုတဲ့အတွေ့အအကျိုးပေးနေတယ်အဲ့ဒီတင့်နှစ်ကိုတမီးလေးကကန်လိုက်တဲ့အချိန်မှာတားလေးကကန်လိုက်တဲ့အချိန်မှာဒရိုင်ဘာကကန်လိုက်တဲ့အချိန်မှာအကျိုးပေးခြင်းမှာပေးမယ် အဲ့တော့အဲ့ဒီပြဿနာတွေဘယ်လိုဖြေရှင်းအောင်လုပ်မလဲဆိုပြန်တော့ဒီစနစ်ရှိတယ်ဗျာလက်ခံရင်လည်းလှုပ်ကြည့်လက်မခံလည်းမလုပ်နဲ့ပထမအဦးဆုံးပြောချင်တာမြည်သည့်ဖုံးကိုပဲကြိုက်ကြိုက်ဖုံးဟောင်းပဲဖြစ်ဖြစ် ဖုံးသစ်ပဲဖြစ်ဖြစ်ပထမအဦးဆုံးအဲ့ဖုံးလေးကိုတန့်ရှင်းနဲ့အဝက်တန့်ရှင်းနဲ့ ရေအမွှေးနှတာနဲ့တိုက်ချုပ်လိုက်ပါမိမိတို့ရဲ့ကိုယ်ခွက်ဟာဘာသာဖရာတရားတန်ခါရှိမှာဖရာကြောင်းဆောင်ရှိမှာအဲ့ဖုံလေးကိုမုံမုံမြတ်မြတ်တင်လိုက်ပါတင်ပြီးတာနဲ့ကိုယ်ဒီရွတ်တက်တဲ့ပိဋိပဋ္ဌာန်းနေနိုင်ငံသားဆိုလဲကိုယ့်ရဲ့တတ်ဆိုင်ရာဘာသာခုံတော်ပိဋိရွတ်ပါကိုယ့်ရဲ့ဘာသာအရှင် သခင်ကြီးမှာအပ်ပါ ဖရာတရားတန်ခါကိုအပ်ပြီးပြီတားတော်သမီးတော်ဒီဒီဖုံးဒီအတိတ်ကောင်းနမိတ်ကောင်းဖြစ်ရပါသည်တားတော်သမီးတော်ကင်တွယ်သည့်နေမသုံးဆွဲသည့်နေမတလျှောက်လုံးဘေးခတ်သိရခတ်သိအနယ်ခတ်သိနေကင်းပြီးဒီဖုံးဒီကောင်းကျိုးများဧကံပေးပါသည်ဖရာဒါနဘတ်တက်လို့နဘတ်တက်ဒီဖုံးလေးကိုကန်ကောင်းခြင်းကောင်းတဲ့နေရာမှာထားဖုံးဆက်တယ် ရေအိမ်ထဲယူမသွားနဲ့အဲ့ဒီကပိုးတွေဝင်မယ်အဲ့ဒီနှာခေါင်းထဲဝင်မယ်ပါးစပ်ထဲဝင်မယ်ဖုံးပြန်ပြောင်းပြီးရင်အဲ့ဒီဖုံးလေးထဲမှာမကောင်းတဲ့ထမိန်အိမ်ကြီးတွေပြီးကုန်မယ်အနိဋ္ဌာတွေဝင်လာတော့မယ်သိပ်မကြောက်မဖြစ်လို့ယူသွားရမယ်ဆိုရင်တော့ပြန်ထွက်လာတဲ့အချိန်မှာ အမွေးနှံ့တာလေးပက်ဖြန်းပြီး တုကတော်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 ကောင်းပါသေးဂုံတော်စီပါနေနဲ့ရွတ်ခရီးသွားလို့မဖြစ်မနေယူရမယ်ဆိုရင်တော့အတနိုင်ဆုံးရှောင်းပါအနှိဋ္ဌသူတဲ့နေရာကြီးဥပမာကိုကအိတ်တယ်ဗျာဖုံးမလမကမှထားပေါ့အဲ့လိုမထားပဲနဲ့ခြေတော့အောက်မှထားတာခြေသင်းပတ်မှထားတာမလုပ်ပါနဲ့ကိုအိမ်တော်ဦးကြီးရဲ့ဖုံးကျမ်းပေါ်မှာပြစ်ချတာမလုပ်ပါနဲ့ တိတ်ပြီးတော့ပူလောင်နေတဲ့မီးပူနာ အောက်ထားတာတို့မစင်မကျဲဖနှက်တွေနဲ့ဖိထားတာတို့ထမိန်တွေနဲ့အတွင်းကဘောင်းမီးတွေနဲ့ပတ်ထားတာတို့မလုပ်ပါနဲ့ကိုဖုံးမဲ့ဖြစ်ဖြစ်ကိုသားသမီးဖုံးမဲ့ဖြစ်ဖြစ်ဖုံးရှင်ကန်ရှင်ပါရမီဖြစ်ဖြစ်အောင်လုပ်ပါ ကောင်းတဲ့နေရာမှာထားပါဖုံးနဲ့ထမိုးလင်းလာပြီဆိုတော့ကောင်းတဲ့စကားလေးပြောပါဘာမှဖုံးမဖွင့်ခင်မင်္ဂလာပါဒီနေ့ဒီဖုံးလေးကမင်္ဂလာလေးဝင်လာပါသေး ကောင်းတဲ့ရင်ကောင်းအတန်ကောင်းတဲ့အဆက်အသွယ်များသာဖြစ်ပါစေမဖွင့်နဲ့အောင်အဲ့လိုလေးပြောပြောပြီးမှဖွင့်ဖွင့်လည်းပဲဒေါသတန်နဲ့မဖွင့်နဲ့ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါရှင်ပြောပါခင်ဗျာဒီလိုလေးလုပ်ပါမင်းကပါလဲငါကပါလဲအိုးဘာမလုပ်ပါနဲ့လုတ်ချင်တကောနကောပြောပြီးမှလုပ်ပါဒေါသကိုထိမောလောဘကိုထိသူ့နက္ခတ္တသူ့မင်္ဂလာနဲ့တုံးရင် ကောင်းသောဖုံးတွေဖြစ်ပြီးကောင်းတဲ့ကံနဲ့ကောင်းတာတွေဖြစ်လာလိမ့်မယ်။ပြီးတော့ကိင်္ဂနာကိုကမတတ်နိုင်ဘူးဗျာ။မရှိစင်းရသားသူများဝယ်ပေးတာ။ဒါမို့ကိုကဝယ်တာ။ကိုဒီဖုံးကြီးဝယ်ပြီးပြီဒီဖုံးကြီးနဲ့တုံးခဲ့ပြီပရိသတ်ပေါင်းများစွာအခုမှဖုံးထပြောင်းလို့ကလည်းအဆင်မပြေတော့ဘူး။လူတွေကဘာလိုက်ရမှာမသိဘူး။အော်ဂျုံကဖုံးခင်ဗျာတော့လဲလို့မရဘူးလေသူပေးထားတဲ့အတိုင်းယူရတာအဲ့တော့ ဒီကိန်းကနန်းနေအတွက်စိတ်แทစတုစတော့မဖြစ်နဲ့ခင်ဗျမကောင်းတာတွေလုံမကောင်းတာတွေလုံရင်မကောင်းတဲ့ဖုံးတွေဝင်ပါဖုံးထဲမှာ ကောင်းတာလေးတွေကံကောင်းစီမဲ့အရာလေးတွေထည့်ထားပါဖုံးထဲမှာပဲအနိစ္စဒုက္ခအနတ္တဘဝပြတ်မဲ့နမိတ်မကောင်းတဲ့အတိတ်မကောင်းတဲ့အသွင်တရံတွေထည့်မထားပါနဲ့ဖြက်ပစ်ပါမလူအိုင်ပြီးရင်ဒီဖုံးဟာငါဒီဘဝတွေမဟုတ်ဘူးတန်တရာတိကံကောင်းမှု အကျိုးရှိဖို့ငါအသုံးချတာဖြစ်တယ်။ဒါကြောင့်ငါရဲ့ကိင်္ဂနံတိုင်းဒီတံမိုးကြီးတယ်။ငါဘယ်တော့မှတံမိုးမကောင်းဘူးလို့မယူဆဘူး။တံမိုးကောင်းအောင်မလုပ်မှာ။နောက်တစ်ဆင့်တက်မှာ။နောက်တစ်ဆင့်ကိုကတနွေးနေတာတနွေးနေတာသမီးဆိုရင်တနွေးနေရမဟာမိတ်ဒီဖုံးလေးဝယ်အဖြူရောင်လေးတစ်ခုခုထည့်မယ်။ကာပါပဲဖြစ်ဖြစ်အဖြူရောင်ကျယ်လေးပဲဖြစ်ဖြစ်โอเค တနင်းလာတနင်းလာဆိုကြည်ပြာရောင်အုပ်စုတစ်ခုထဲ့မယ်ကျယ်လေးပဲဖြစ်ဖြစ်မိန်းကလေးယောက်ျားလေးပုံလေးပဲဖြစ်ဖြစ်အင်းကအင်းကဆိုအနီရောင်လွမ်းတဲ့အနီရောင်ပဲပါတဲ့ဥပမာလိန်မော်ရောင်တို့အနီရောင်တို့ပန်းရောင်တို့ထဲ့မယ်ဗုဒ္ဓဘုအဖြူရောင်ကြည်ပြာရောင်တွဲတာတွေထဲ့မယ်ကြာတပည့်အဖြူရောင်တို့ໂນစိမ့်ရောင်တို့ဟာအစိမ့်ပြောပြောတို့ထဲ့မယ်တောက်ကြ အဝါရောင်လေးတွေအစိမ်းသူလေးတွေအပြာနူလေးတွေထည့်မယ်။ဆန်နေလိန်မော်ရောင်ထည့်မယ်။နက်ပြာရောင်ထည့်မယ်။ဒါဆိုရင်ဒီဖိုးကမဟာမိတ်ဖြစ်ပြီ။ကာဘာမှာထည့်လို့ရလေ။အကြံအာကြီးကတော့အနက်ရှောင်းမှာအစင်မပြေဘူးလေဘုံကများသောအားဖြင့်အနက်နဲ့လာတာ။အနီရှောင်းမှာအစင်မပြေဘူးလေ။ရှောင်းစရာမလိုဘူး။ကောင်းအောင်လုပ်ပေးဖို့ပဲလိုတယ်။ဒါအကြံဉာဏ်ပေးတာပါ။ဖုံးကြောင့် မဟုတ်ပဲလူကြောင့်ဒုက္ခမရောက်စေနဲ့အဲ့ဒါပါလေလာကူးနေရဗျာဖုံးလာတယ်မပြောနဲ့ဗောခဏလေးနေလိုက်လာကူးပြီးမှပြောလေမပြောလို့ဘဝပြတ်မသွားဘူးကားဝင်တိုက်ပါလူမွေတာနဲ့ခြူမွေတာနှစ်ပိုင်းအဲ့ဒီအပြင်နေ့တိုင်းဒီဖုံးမှကန့်ကောင်းအောင်လုပ်တဲ့နေရှိတယ်ဘာလို့ရလဲခဗျာဖုံးမှကိန်းကနာနေပါတယ်တိုက်ကိန်းကနာတိုင်းအသက်ရှင်အောင် ကိန်းကနာတိုင်းပါဝါကြီးအောင်ဖုံးလေးကိုကင်အရဟံပူဇော်သူခံတော်မူတဲ့သောမြတ်စွာဘုရားကိုတားတော်စီဤဖုံးနဲ့တကွရှိခိုးပါတယ်ဘုရားဓမ္မတမုတော်သစ္စာလေးပါးမြတ်တရားကိုပိုင်းခြားတင်တင်သိမြင်တော်မူသောမြတ်စွာဘုရားကိုဤဖုံးနဲ့တကွတားတော်ရှိခိုးပါတယ်ဝိဇာဇနတမ္မာနောဝိဇာသုံးပါးဝိဇာ၈ပါးသရဏ၃၅ပါးနဲ့တမ္မာနံကတံပြည့်စုံတော်မူတဲ့မြတ်စွာဘုရားဟူ ဒါတော့ဤဖုံးနဲ့တကွရှစ်ခိုးပါလေဖရာတရားတန်ခါခုံတော်ကူပါကိုတေးသေးချာချာရှစ်ခိုးဖုံးလေးကင်ပြီဖုံးတက်မဲ့ကြီးကရှစ်ခိုးတာမဟုတ်တော့တက်ရှိကြီးကဖုံးကိုကင်ပြီးတော့ကိန်းကနားနေနဲ့ပူဇော်တာခုံတော်ကူပါကိုရှင်ခွေးလှုံတာဖုံးတဲ့ကအစိတ်တောက်တွေမလာတော့ငွေတွေလာမယ်ရွှေတွေလာမယ်ကန်ကောင်းတာတွေလာပြီးတော့အရေးကြီးတဲ့အချက်၄ချက်ပြောမယ်ဘယ်ဖုံးကင်ကင်တေးကြပေါ့ကန်ကောင်းတဲ့နေ ဆောင်ရမှာနှစ်ချက်နှစ်ချက်တည်းမိမိတို့ဘာသာအရဘာသူမဆိုလုံနေကြကုသူကိုပွား၍တိုး၍နေတိုင်းလှုပ်ပါဥပမာတနေ့ဖရာတကြိမ်ရှိခိုးနှစ်ကြိမ်ရှိခိုးလိုက်ငွေကုန်မမူနဘာနဲ့မလှုပ်ဘူးတဲ့ကုသူနေတိုင်းစဉ်းစားပြီးလှုပ်ပါအာငါတော့ဒီနေ့ပတိမလှူဘူးလှူမယ်ဗျာအာငါတော့ဒီနေ့ ဆယ်မိနစ်လောက်လေးတတ္တဝါတွေကိုမေတ္တာမပူဘူးပို့မယ်ဗျာလှုပ်ဘူးတဲ့ကုသိုလ်ကိုပို့လို့မလှုပ်ဘူးတဲ့ကုသိုလ်ရှာလို့အာဆောင်းရမယ်နှစ်ချက်ဖုံးကြိုင်မယ်ဆိုရင်ရှောင်းရမယ်နှစ်ချက်ဒီဖုံးကြိုင်တဲ့နေရာစပြီလုံနေကြအကုသိုလ်ငါ short လိုက်မယ်မိုးလင်းလာနဲ့ဖုံးတွေကဆဲတာငါမဆဲတော့ဘူးမလှုပ်ဘူးတဲ့အကုသိုလ်မလှုပ်ဘူးဗျာအေးလာဟေးတငယ်ချင်းနေနဲ့တော့မယ်ဟောပေါ်ဆိုင် ကနာအရှင်တွေထဲမှာ no 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 မလုပ်ဘူးတဲ့ဟာမလုပ်အဲ့အချက်လေးချက်ကိုလိုက်နာအဲ့ဒါဆိုရင်ဒီဖုံးနဲ့ပတ်သက်တဲ့ကိန်းကနာနေမြည်သူမဆူမြည်ဒီနေသားမဆူအယောင်နေဖုံးနဲ့ပတ်သက်တဲ့ကိစ္စတွေမကောင်းတာတွေညှော်နေပပျောက်ပြီးကောင်းတဲ့ကံတွေပူပေါင်းပြီးဖုံးရှင်ကံရှင်ပါရမီရှင်တွေဖြစ်ပြီး ချက်ချင်းလက်ငင်းလဲကြားမှချမ်းသာမယ်အနာကလည်းကောင်းမယ်နိဗ္ဗာန်ထီအောင် ဖုံးရှင်ကန့်ရှင်ဖြစ်ပြီးလူရာဆာနာပြေဝသွားမယ်လို့ဗျူလိုက်ဆိုင်ကနေကျွန်တော်ပြောပါတယ်မရှင်းမလင်းတာများရှိရင်တိခံခွင့်လွတ်နားလဲအောင်ကြိုးစားပါအားလုံးပိဋကကြီးကံကောင်းညာကောင်းဘဝကောင်းဘေးအန္တရာယ်မှန်သမျှမကြောက်ရောက်ဖဲနိဗ္ဗာန်ထီအောင်ကောင်းကျိုးချမ်းသာရကြပါသည်